ကတေသောသူတို့သည်ဧဝံဂေလိတရားကိုကြားရကြ၏ဆိုရဲကြမ်းချက်ကိုယူပြီးယေရှုကိုမရဏလွတ်ပြီးတော့တတ်တော်စုပြီး၃ရက်မရဏလွတ်ပြီးအိုအိုဝါတိုင်းခိုင်းနဲ့အာဃအာဃမဟာအာဃအာဓမခွေးတွေကိုကျွန်တော်အခုတရားနေပြောလိုက်တာဟမ်သေးသောသူတို့သည်ဧဝံဂေလိတရားကိုကြားရကြစီဆိုလို့ကြမ်းချက်ကသေသောသူဆိုတာဘာကိုပြောတာလဲဘုရားသခင်ကသေနေသောသူတို့ရဲ့ဘုရားမဟုတ်ဘူးတဲ့ ငါမရဏနဲ့မရဏနိုင်ငံကိုပဲအစိုးရတယ်တဲ့ယေရှုကပြောတယ်နော်လာဇရုထွက်ခဲတဲ့နော်ပုတ်နေတယ်လေးရဲ့မြေကြီးတွေမြုပ်ထားတာပုတ်နေပြီလာဇရုထွက်ခဲတခွန်းနဲ့ခေါ်ထုတ်လိုက်တာမရဏနိုင်ငံအန်ထုတ်ရတယ်တက်တော့မစွန့်စရာမလိုနော်ပေဒီယုပြောတယ်ပေဒီယုတဲ့ မရဏာနဲ့မရဏာနိုင်ငံကြီးတကားတို့ဒီသင်ကိုမလန်ရတဲ့ကောင်းကင်နိုင်ငံကြီးတော့ကိုလည်းသင်ဟာပေးမယ်မသေးခင်ယေရှုခရစ်တော်တတ်တော်မဆုံးခင်ပေးတာမင်းတို့ကဘုရားသခင်ရဲ့အသွေးပရိညင်ယေရှုခရစ်တော်ရဲ့အသွေးပရိညင်အတိတ်အနာဂတ်ပစ္စုပ္ပန်စัจ java လာ universe ကိုလွှမ်းခြုံနဲ့ဘုရားအသွေးသွန်းလောင်းခြင်း အသွေးပလိပရိညင်နော်အသေးရှုံချတဲ့တန်ရှင်းသောဝိညာဉ်တော်ပြင်မာတဲ့အပြစ်ကြောင့်ယခုဘဝနောက်ဘဝဘယ်တော့မှအလင်းကိုမမြင်ရတဲ့ မျိုးဆက်ကြိမ်စာမိတဲ့កောင်းနေတာလည်းဖြစ်တယ်။နော်ငါဒီမရဏနဲ့နေမရဏနိုင်ငံကိုအစိုးရတယ်။နော်သေတော်သူတို့ဒီဧဝံဂေလိတရားကိုကြားရကြတယ်ဆိုတာ။ထောင်းဆိုတာတစ်ပေ3000ဆိုတာ။တင်းကြိုင်းများမှရှိတော့ဘုရားသခင်သားတော်ကြီးစကားတော်ကိုကြားပြီးအသက်ရှင်ရမည်အချိန်ကာလတွေလာ၍ယခုမေရောက်လျက်ရှိတယ်ယခုနောင်လို့ပြောတာဟမ်အခုကြာအခုချက်ချင်းအဲ့ဒါကိုမရဏနိုင်ငံအိုဘာတိုင်းလှုပ်ပြီးတော့ အဲမင်းတို့ကတက်တော်ဆုံးပြီးသုံးရဲ overdrive လှုပ်ခိုင်းတဲ့မဟာအာကအတမခွေးတွေအဲအဲတလောက်ပဲเนาะသင်နေတော်သူတို့ဒီဒီဖျားမဟုတ်ဘူးတဲ့เนาะအဲလာစုနဲ့တထေးကြီးမှာသွားပြန်ပြောလို့တော့မရအောင်เนาะအဲအများကြီးပဲကြမ်းချက်တွေเนาะငါတင်ပေးလိုက်မယ်တစ်ပေ3ထောင်ဆိုတာအဲဇာတိပဂတိထောင်ပြောတာတစ်ပေ3 16 19 20မှာမင်းတို့စောက်တလို့အနေပြန်နေတဲ့ဟာအဲထောင်ဆိုတဲ့ဟာကိုမရဏာကိုမင်းတို့အနေပြန်နေတယ်အဲ့ထောင်ဆိုတဲ့အတေးပဲဟာ ဟမ်တင်လီရဲ့တရားတွေးပဲနဲ့လူလမ်းလိုက်သွားစင်အမှုပြေစေခြင်းငါလမ်းလိုက်ကြိုးစားတော့သုံးဝင်လူတွေကောင်းဒီထောင်ထဲမှာအဲ့ဟဲ့ကြော်ပြစ်ကွန်မရှိမိတဲ့ပါထောင်ထဲကမထွက်ရဘူးအဲ့ထောင်ဆိုတာခန္ဓာကိုယ်ကြီးဆိုတော့မင်းတို့ရဲ့ဇာတိပဂတိအခုစောက်တလွဲပြောနေတယ်ခန္ဓာကိုယ်ရဲ့ထောင်ထဲမှာမင်းဝင်းညင်ဟာချုပ်ထားခြင်းခံရတယ်သေတော်သေနေပြီအဲ့ဒါသေနေတော်သူဆိုတာမင်းသေနေလို့ယေရှုကိုဥမရဏကိုလွတ်ပြီးတော့တရားဟောဥပါတိုင်းတရားဟောခိုင်းတာ အဲ့မင်းသေနေတယ်ဝင်းမင်းဝိညာဉ်အဲ့မင်းရဲ့ခန္ဓာကိုယ်ရဲ့ဇာတိပုဂ္ဂတိထောင်နေမှာဟမ်ဟမ်ချုပ်ထားခြင်းခါရတဲ့မင်းသေနေတဲ့မင်းရဲ့ဝိညာဉ်ကိုပြောတာအဲ့ဒီဝိညာဉ်ဟာအဲတခင်ပြားဟုဆိုတော့ဝိညာဉ်တော်တရားဟုဆိုလို့လေဝိညာဉ်တော်တရားစီလှုပ်ချင်းချမ်းသာကိုပြတယ်အဲ့ဝိညာဉ်တော်တရားကမင်းအတွင်းလေးကဇာတိပုဂ္ဂတိထောင်နေမှာချုပ်ထားခြင်းခါရတဲ့တိပေ38 69မှာပြောတယ်ထောင်ဆိုတာ အဲ့ဒါမင်းရဲ့ဖေးနေတဲ့ခန္ဓာရဲ့အထဲမှာချုပ်သားခြင်းခံရတဲ့မင်းဝိညာဉ်ကိုဝိညာဉ်တော်ဘုရားသည်လှုပ်ချင်းချမ်းသာကိုပေးတယ်။သခင်ဘုရားဟုဆိုတော့ဝိညာဉ်တော်တရားဟုဆိုတယ်။ဝိညာဉ်တော်တရားဆိုတော့အေဝံဂေလိတရားကိုပြောတယ်။အဲ့ဒီအေဝံဂေလိတရားလှုပ်ချင်းချမ်းသာကိုပေးတယ်။ဘလို့ပေးတာ။ဟမ်အဲ့ဒီဇာတိပဂတိထောင်ထဲမှာချုပ်သားခြင်းခံရတဲ့မင်းဖေးနေတဲ့မင်းတို့ဝိညာဉ်ကိုလာတရားဟောတာ။မင်းတို့ကဟောလို့လည်းမရတော့ဘူး။ယေရှုကိုယ်တိုင်ခေါ်ထုတ်တာတော့မရတော့ဘူး။မင်းတို့သေနေပြီ။ဘာလို့ယေရှုကို နော်တက်တော်ဆုံးပြီးမရဏာကိုလွတ်တဲ့ overdrive လွတ်တဲ့အတွက်ကြောင့်မင်းတို့ဝိညာဉ်ဟာမရဏာကပါဇက်ကိုကျေလောင်တော့ဖွင့်ပြီးနှစ်ပေါင်း3000မင်းတို့သေဒါပြောတဲ့ဟာကောင်မမေ့နဲ့သေကန်ဒီကြာလေမင်းတို့ဟောတဲ့အတိုင်းစိုက်သိတိုင်းရရမယ်မင်းတို့ယေရှုခရစ်တော်ကိုတက်တော်ဆုံးပြီးမရဏာကိုလှုပ်ပြီး၃ရက်မရဏာ overtime ခိုင်းတဲ့အတွက်မင်းတို့သေတဲ့အခါကျရင်မင်းတို့၃ရက်သွား၃ရက်တည်းလေဘုရားသခင်ရဲ့တရက်က လူရဲ့နှစ်တစ်ထောင်နဲ့ညီများတဲ့အတွက်မင်းတို့3ရက် overtime လှုပ်တဲ့အတွက်နှစ်ပေါင်း3000မရဏာမှာသွားပြီးမင်းတို့တရားထဟောရမယ်မင်းတို့သင်မရဏာကိုနှစ်ပေါင်း3000သွားနော်အဲ့သင်နေတော့သူတို့ဘုရားဧဝိလိတရားကိုကြားရကြသည်ဆိုယူလို့ပြောနေတာဟမ်အဲ့ကိုစမ်းချက်ကတခုနဲ့တခုချိတ်ဆက်ရတယ်စမ်းချက်ကိုစမ်းချက်နဲ့အ내ပြန်ရတယ်နော်စမ်းချက်ကိုစမ်းချက်နဲ့အ내ပြန်ရတယ်မင်းခွေးအုံနောက်ချီအုံနောက်တွေနဲ့အ내ပြန်တော့မင်းတို့စောက်တလွဲဖြစ်မင်းတို့ဟာ ကျင်ချင်းအမလည်းမျိုးဆက်ကျင်တာနေကိုဘယ်တော့မှမမြင်အောင်တိလားမင်းတို့ဟောတဲ့တရားကြောင့်တည်သွားပြီးယုံကြည်လက်ခံပြီးတည်သွားတဲ့လူကမရဏာမှာစောင့်နေတယ်အဲ့ဒီလူတွေကိုမင်းတို့သိရင်နှစ်ပေါင်း3000တော်ပြီးတရားဟောရမယ်ငါပြောတဲ့အဲ့ဒါတမာကျန်းစာအရာပြောတာဖြစ်တယ်မင်းတို့သိကြရည်ကြရင်အဲ့ဒါကတတိယနှစ်ပေါင်း3000မရဏာသွားပြီးငါတို့တရားဟောရပါဦးမလားဆိုတတိယအရာတိလားတိပေ3ပြောမှာပြောတဲ့ထောင်းဆိုတာလေအဲ့ဒါကိုပြောတာ နော်အဲ့ဒါကိုပြောတာလာစုထွက်ခဲ့တဲ့နော်ပေတျူးတော်မှာမရဏနဲ့မရဏတနိုင်ငံတကာပေတျူးတော်မနိုင်ဘူးတဲ့ဟမ်အဲ့ဒါကိုဒီယေရှုကိုတတ်တော်ဆွန့်ပြီးတော့နော်မင်းတို့ယူလို့ပြောအောင်လေတဲ့လားယေရှုတတ်တော်ဆွန့်ခံနေမှာကိုတော်တဲ့အကျွန်ုပ်အိုဖာအကျွန်ုပ်အသက်နဲ့စိတ်ဝိညာဉ်အသက်ကောစိတ်ဝိညာဉ် က်နေစေဝင်ရင်ကိုရောလက်ကိုအပ်ပါတယ်ဖယားကိုအပ်ပြီးမသေးွာတာအဲ့ဒါကိုမင်းတို့ကမရောအတင်းလို့တဲ့ဟိုပါတိုင်းအဲဖယားတဲ့မင်းတို့ကဖယားတဲ့တလကြီးတဲ့အဲနှစ်ပေါင်း၃တောင်မင်းတို့မရဏာသွားရမယ်နော်ယနေ့ပင်ငါဒီတင်းနေသူပရတိသုံးဝါရှိမယ်အဲကားတိုင်းမှာဝန်ခံတဲ့ဓမြအောင်ဂရိပေးခဲ့အဲ့ promise ကိုမင်းတို့ကရိုက်ချိုးပြီးအသွေးပရိညုံစော်ကားတာဖယားတဲ့ငယ်အသွေးပရိညုံအားဖြင့် အတိတ်အနာကပစ္စုပန်ကိုလွှမ်းခြုံနိုင်စွာရှိတယ်ဘုရားဆင်စစ်ကဲ့အသွေး100%ဘုရား100%လူကလူစာတိခံယူလာပြီကားတိုင်းမှာသွန်လောင်းခြင်းအသွေးပရိရှင်နော်မင်းတို့က not enough လို့ပြောနေတာအသေးရှုပ်ချတဲ့ခွေးတွေဖြစ်တယ်ဘုရားအသွေးနဲ့ရေနှုတ်ကယ်တင်ခြင်းကမလုံလောက်တဲ့အတွက်ယေရှုကမရဏာစင်းပြီးဟမ် အရာထပ်ပြီးတော့သွားဟောခိုင်းတယ်မင်းတို့လောက်ခွေးကြတဲ့ကောင်တွေကမင်းတို့ခွေးပဲခွေးပဲမင်းတို့ကခွေးတွေအဲတလောက်ပဲเนาะ